ါရှင်နီကိုချမစာတင်ကြမှာကျေးဇူးပါတယ်ဒီနေ့မှာတော့ကျွန်တော် Andushin Cancer Grammar ရဲ့ Birthday Form เนาะ Day Form နေနဲ့သက်ဆိုင်တဲ့ Grammar တွေကိုသိတဲ့လေ့လာကြရအောင်เนาะအဲ့ဟုတ်ပြီအဲ့တော့ပထမဆုံး Day Form Pattern တစ်ခုဖြစ်တဲ့ Birthday ဟာချိန်မဲ့ Day ဆိုတဲ့ဥစ္စာစာပြီးကြည့်ကြရအောင်ထိတ်ဟာချိန်မဲ့ Day အရင်တည်းကကျွန်တော် And 3လောက်မှလည်းတွေးဖို့လိမ့်မယ်ဟာချိန်မဲ့ဆိုတဲ့ဥစ္စာဘာလဲဆိုရင်အစဆိုတဲ့အတိတ်ပဲဟုတ်เนาะအဲ့တော့အကောင်းဆုံးကြည့်ကြရအောင်လုံးမသာ တခုခုအကြောင်းအရာကိုသိလာတယ်။ထပါတော့ကိုကအမေဖြစ်တော့မှကို့အမေရဲ့ခံစားချက်ကိုနားလည်လာတယ်။နော်အဲ့လိုမျိုးပုံစံမှာတုံးနေပေါ့နော်။ဒါကြောင့်မလို့ဥပမာစာရအောင်ကြည့်ကြည့်ရအောင်။ Nihon ni kite hajime te hontou no sushi no aji ga wakatta. ဂျပန်ကိုလာမှပထမဆုံးနော်ပထမဆုံးဂျပန်ကိုရောက်ခါမှတကယ်စစ်စစ် sushi ရတာကိုသိလာတယ်ပေါ့နော်။ဒီလိုနေရာမှာတုံးနေပေါ့။အားလုံးကြည့်ကြည့်ရအောင်နော်။ Birthday ရတဲ့ birthday ဒီဆိုတာကျွန်တော်ဗာလဲဆိုရင်သူအနောက်မှာလဲခုံလုံးခတ်တာလို့လဲတုံးနေပေါ့နော် birthday ခုံလုံးခတ်တာဒီလိုမျိုးလဲတုံးနေ အတော့တော့ကြည့်ကြအောင်တကူဖြစ်ခဲ့ပြီးခဲ့တဲ့အခုအထိဒီလိုမျိုးပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဥပမာဆက်ကြောင်းပါစေခါနေနီအသိအီတိုင်းနန္ဒကုတ်ကနိုင်သူနဲ့တွေ့ပြီးခဲ့တဲ့ရာဆက်တွေ့မှုမရှိတော့ဘူးနော်အဲ့ဒါဖြစ်ပြီးခဲ့တဲ့ရာဆိုတဲ့နေရာမှာတော့မှလည်းနော်အားလုံးကြည့်ကြအောင် birthday ခါလာ day night တို့သူရဲ့အိပယ်ကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ A လောက်ပြီးမှမဟုတ်ရင် B မဖြစ်ဘူး B လောက်လို့မရအောင်ဆိုတဲ့အိပယ်ကိုပြောချင်တာနော် B မဖြစ်ဘူးဆိုတာ B လောက်လို့မရအောင်ဆိုတဲ့အစားလို့ပြောရင်ပုံမှန်ပဲပေါ့နော်ဒါပါတော့ကျွန်တော်တို့ဟို ကောင်းမွန်လိုက်စေမရှိပဲနဲ့ကောင်းမွန်လို့မရဘူးเนาะဒီလိုမျိုးကောင်းမွန်လိုက်စေအောင်အရင်ယူရမယ်ပြီးအောင်မှကောင်းမွန်လို့ရမယ်ဒီလိုနေရာမှာသုံးစလိုမျိုးပေါ့เนาะဥပမာစာကြောင်ကြည့်ကြရအောင် passport တော့ထုတ်တဲ့ခါလာတဲ့နိုင်တော့မရှိကုန်မနိုင်เนาะမရှိကုန်မမှာစမ်း passport passport မရရင်ရှောက်လို့မရဘူးဒီလိုနေရာမှာသုံးတယ်ပေါ့เนาะအားလုံးကြည့်ကြရအောင် birthday မှာတဲ့ theme မှာတဲ့ဆိုတာတခုခုဖြစ်တော့တဲ့အထီးလုတ်တယ်လို့ပြောတယ်ပေါ့เนาะဥပမာကြည့်ကြရအောင် inocious တဲ့ theme မှာတဲ့ မမို့လို့အတက်ကိုပေးပြီးကာဝင်မယ်ဒီလိုမျိုးနေအောင်တောင်းနေပေါ့နော်နောက်တစ်ခုရှိသေးတယ်ထဲမှာတည်းဆိုဥစ္စာမယ်နော်ဒါပေမဲ့ तू ကဆိုတော့တခြားအတောင်းတုံးတစ်ခုရှိသေးတယ်ပေါ့နော်ဒါတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်နောက်ထပ်ကြည့်ကြည့်အောင် birthday မုန်းလို့ဒါမုန်းလို့ဒါတော့ခုတ်တော့ဒါတော့နော်တခုခုဘာလို့နမိုးလို့ဖလာပြီးဟေးဆိုရင်တခုတတိထားမှာတခုကတခုခုဖြစ်တာပဲဖြစ်တယ်မုန်းလို့ဒါမုန်းတာဆိုဥစ္စာရှိတယ်စကားပြောရဲဆိုရင်မုန်းတာ နော်မိုးလို့ဒါတော့ဒါစာအသုံးလုံးပါနော်ချစ်ချင်ရကျွန်တော်တို့ဥပမာမှာအိုရဝခေါ်တော်မလို့ရှေးရပါစေဟုတ်နေကတဲတဲမိုးလို့ဒါနော်မိဘဆိုတာကလေးတွေအတွက်ပျော်ရွှင်မှုစုထောင်းတဲ့သူတွေကြီးပဲဒါပဲဖြစ်တယ်သူတွေပါပဲသူတွေညမှာတောင်းနေပါနော်အဲ့တော့တစ်ခုတကြည့်ရဘတ်ထေဟိုရှိမိုးလို့ဒါထေဟိုရှိကျွန်တော်မှတ်ထားမှာတစ်ခုရှိတယ်ထေဟိုရှိထေဒါကေမာဆန်ကာထေမိုရာရဲ့မာဆန်ကာ တဲ့ကုရဲမဆန်ကလွန်နေရာမှာတုံးနေပေါ့လားအမျိုးမျိုးပဲအဲ့တော့ဘာလို့လဲဆိုရင်အကောင်ကလှုပ်ဆေးခြင်းနဲ့လှုပ်တာမျောလိမ့်နေလှုပ်ပေးပါဒီလိုနေရာမှာဒါတုံးတာမျိုးပေါ့နော်ဥပမာဆာဆောင်ကြည့်အောင်ရှစ်တော့ခင်မချီရောခံရတဲ့ဟိုရှိရင်မလို့ဒါတခြားသူရဲ့ခံစားချက်ကိုတွေးပေးစေခြင်းနဲ့လှုပ်ပေးစေခြင်းနဲ့ဒီလိုနေရာမှာတုံးနေပေါ့နော်ဟုတ်ပြီနောက်တစ်ခုဆက်ကြည့်ကြည့်အောင် birthday ရှိကတနိုင်နော်နောက်တစ်ခု show ကနိုင်နော်အဲ့တော့ရှိကတနိုင်ဆိုတာကျွန်တော်ဗာလဲဆိုရင်သူက တခုခုဖြစ်လို့လို့မနေနိုင်တော့ဘူးမနေနိုင်ဘူးဆိုတော့လုံးလုံးမတက်နိုင်ဘူးထားပါတော့ပေါ့နော်ဘယ်တက်နိုင်မှမနေမြန်မာစကားမှာရှိတယ်လေနော်အဲ့လိုညမှာသုံးတယ်ပေါ့ဥပမာကြီးကြီးကအိုင်တက်တက်ရှောင်းရနိုင်တွေ့ချင်လို့လို့မနေနိုင်တော့ဘူးအခုချိန်မှာပြေးသွားတော့မယ်အဲ့ဒီလိုညမှာသုံးတာမျိုးပေါ့နော်ကဲအောက်ကိုလည်းကြည့်ကြည့်ပါဦးသူနဲ့တူတယ်ဘာလဲဆိုရင်ထဲထားမှာလားနိုင် ဖြစ်တာမလာနိုင်တဲ့အတူတူပဲပေါ့နော်။တော်တခုဖြစ်တာမနေနိုင်လောက်အောင်ဖြစ်တယ်။သူကြတော့လေဟာပေါ့နော်ပုံတော့မနေနိုင်လောက်ဘူး။နာညီတော့မနေနိုင်တော့ဘူး။အဲဒီလိုနေရာမှာပုံပြတော့သုံးတာမျိုးပေါ့နော်။အဲ့ဒါကြောင့်မလို့ဥပမာကြည့်ကြအောင်။ accepted ထားမလာနိုင်အပုံတော့မနေနိုင်တော့ဘူး။အခုဆိုရင်ဂျပန်မှာကျွန်တော်တို့အဲ9လပိုင်း6လပိုင်းကုန်လာပြီ9လပိုင်းရောက်နေပြီဆိုတော့လေအရန်ကိုပူနေတဲ့အချိန်ဖြစ်နေပြီပေါ့နော်။ကျွန်တော်တို့ဒီမှာဆိုရင်အပူချိန်တွေများလောက်ပူလောက်မနေနိုင်တော့ဘူး။အဲဒီလိုမျိုးနေရာမှာသုံးတာမျိုးပေါ့နော်။ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့အခုကတော့ ဒီ undo grammar ပါတဲ့ထဲနဲ့ပတ်သက်တဲ့ grammar pattern တွေပေါ့နော်ဟုတ်ပြီနောက်ထပ် video မှာကျွန်တော်တို့ထပ်ပြီးတော့လေ့လာကြည့်ကြရအောင်နော်